မင်္ဂလာပါတောင်းမြူရေအခုဒီချက်ကအခန်း9ခန်းခွဲနှစ်ရီလျားရင်းဆိုတဲ့သင်ခန်းစာကိုသင်ကြားပေးမှာဖြစ်ပါတယ်ကဲရီလျားရင်းဆိုတာဘာကြီးလဲကြောက်ခဲရေလေးနော်သူတို့လေးရာတက်ရှိလားတမက်လားပြောကြည့်ပါ ဟုတ်တယ်နော်တတ်မဲ့ကဲအဲ့ဆိုရင်တတ်မဲ့ဆိုရင်ရွေးရှားနိုင်တာခြေရှိမှာတင်မထားရည်လေနော်တတ်ရှိရည်ပဲရွေးရှားနိုင်တာတတ်မဲ့ဖြစ်တဲ့အယုတ်တို့သပွဲခုံရွေးရှားတာမရွေးရှားဘူးဒါပေမဲ့ကြောက်ခဲတို့ရေတို့လေတို့ကရွေးရှားနိုင်တယ်အဲ့ဒါကိုတကယ်တော့စိတ်ဝင်တစားနဲ့ဒီသင်ငန်းစာမှာသင်ကြားမှာဖြစ်တယ်ကဲတောက်သမီးတို့ရေတောက်သမီးတို့ရဲ့ပဝန်းကျင်မှာကြောက်ခဲတို့ရေတို့မရှိဘူးလားရှိတာဗောလေဆိုလို့ရှင်နော်တောက်သမီးတို့ เนาะထိတွေ့เนาะကင်ကြီးလို့တော့မရဘူးဒါပေမဲ့သားတို့ရဲ့ပုံဝင်ခြင်းမှာလေးရှိကြောင်းတော့တရလေးလှုပ်တာတော့သိနိုင်ဟုတ်တယ်သိနိုင်တာဗောเนาะဒါပေမဲ့သူတို့လေးတွေဘလူရိရှားလဲဆိုတော့တရတို့ဒီနေ့လေ့လာမှာဖြစ်တယ်เนาะဟုတ်ပြီအဲ့ဆိုလို့ရင်အခုเนาะပုံလေးကိုကြည့်လိုက်ပါဘာပုံတွေ့อ่ะဘာပုံလို့ထင်ဘယ်နေရလဲဒီနေရဟုတ်တယ်เนาะ ကန်းကြီးပေါ့နော်ရေတွေနဲ့နော်ကြောက်ခဲတွေနဲ့ဟုတ်တယ်ကဲအဲ့ဆိုလို့ရှိရင်ရေတွေလီကကြောက်ခဲတွေရေတွေကိုရွေးရှားနိုင်လားနော်ဒီချေတို့ဒီအခန်းမှာလီကကြောက်ခဲတွေရေတွေကိုရွေးရှားနိုင်လားဆိုတော့ဒီချေတို့ကလေ့လာမယ့်ဒီသင်ခန်းစာမှာတောက်တပြို့ရေကြောက်ခဲရတက်ရှိလားတက်မဲ့လားတက်ရှိလို့ထင်လားတက်မဲ့လို့ထင်လားဟုတ်တယ်နော်တက်မဲ့ကဲအဲ့ဆိုလို့ရှိရင်တက်မဲ့ရ ွေရှားနိုင်ရွေရှားနိုင်ဘူးเนาะအဲ့ဆိုရင်လေရကြောက်ခဲနဲ့ယူရွေရှားနိုင်လားဆိုတာကိုဒီ share တို့လက်တွေ့လုပ်ကြည့်မယ်ကဲတော့ဒီမျိုးကြီးကြောက်ခဲလို့ယူလို့ဆိုတော့เนาะမြင့်ရာကနေနေရာကိုရွေရှားနိုင်တဲ့သဘောရှိတယ်ဒါ ਉਹ ဒီ share တို့ကအခုလက်တွေ့လုပ်ပြီးတော့ကြောက်ခဲလေးရွေရှားနိုင်လားရေရရွေရှားနိုင်လားဆိုတာကိုဒီ share တို့ကလက်တွေ့လုပ်ကြည့်မယ်เนาะစူးစမ်းပြီးရှာဖွေရအောင်ဆိုရဲခေါင်းစဉ်အောင်မှာလုပ်ငန်းတက်တွေပြထားတယ် ပုံလေးကိုကြည့်လိုက်ပါဦးနော်ဒါဟုတ်သမီးလိုပဲနော်တငယ်ချင်းတွေနော်အခန်းထဲမှာရှိတငယ်ချင်းတွေစုတယ်ဟောကြောက်ခဲတုံးလေးကရွေ့ရှားလာဘလို့ရွေ့ရှားလဲဆိုတော့ကိုဒီချေတို့ကလက်တွေ့လုပ်ကြည့်มาဖြစ်တယ်အဲ့တော့ကြောက်ခဲတုံးလေးကဘလို့ရွေ့ရှားလဲဆိုတော့လက်တွေ့လုပ်ကြည့်มาဖြစ်တဲ့အတွက်ချေတို့ကကြောက်ခဲတုံးလေးလုံးမယ်ပြီးရွေ့ရှားဖို့အတွက်ချေတို့ကပြင်များကြီးတစ်ချက်လုံးနော်အဲ့ပြင်မပေါ်ကနေပြီးလို့ရှိရင်ချေတို့က ကမာဘူးဒါမှမဟုတ်ရှိုးရှင်ရေတံဘူးအမြင့်လေးပေါ့နော်အမြင့်လေးတို့တယ်အဲ့တော့ပုံထဲမှာကြည့်ရအောင်ပုံထဲမှာဆိုလို့ရှိုးရှင်ခြေတို့ဟာနော်ကမာဘူးမြင့်တဲ့ဟာပေါ့ဒါမှမဟုတ်တစ်သားတို့နော်တစ်သားတို့အိုကေဒါမှမဟုတ်ကမာဘူးရေတံဘူးဟောတစ်ခုခုပေါ့နော်အဲ့ဒါလေးကိုယူမယ်ပြီးရင်စပွဲပေါ်မှာတင်မယ်ပြီးရင်အဲ့ပုံမှာခြေတို့ဟာတစ်သားပြားလေးကိုခြေတို့ဟာရှော့ဆောက်ပုံစံလေးထားမယ်ဟုတ်ပြီနော် ကြောက်ခဲတုံးလေးတွေယူမယ်ဟုတ်ပြီကဲအဲဆိုရင်တောက်တပီတို့ရေစဉ်းစားကြည့်ပါဦးကြောက်ခဲတုံးလေးကရွေ့ရှားနိုင်လားမရွေ့ရှားနိုင်ဘူးလားဆိုတာဟုတ်တယ်နော်ကဲအဲဆိုရင်ကျေတို့ကရွေ့ရှားနိုင်လားမရွေ့ရှားနိုင်လားကိုကျေတို့ကလက်တွေလေးဒီမှာလှုပ်ကြည့်ပြီးတော့ပုံလေးကိုကြည့်ပြီးတော့ကျေတို့ကဖြေကြည့်မယ်ဟုတ်ပြီနော်ကဲအဲဆိုရင်ဇပွဲပေါ်မှာနော်ကျေရွတ်တသားလုံးပဲဖြစ်ဖြစ်ရေဘူးခုံမင်းတင်လိုက်မယ်ပြီးအဲ့ပေါ်မှာမှကျေရွတ်တသားပြားလေးကိုရှော့ဆော့ပုံတန်တန်လေးထားပြီးထားမယ် ထိတ်ပေါ်ကနေပြီးတော့ရှင်တို့ကဘာလေးလှိမ့်ချမလဲဆိုရင်ကြောက်ခဲတုံးလေးကိုလှိမ့်လိုက်လိုက်မယ်။ဟောကြောက်ခဲတုံးလေးကဘယ်လိုဆင်းသွားလဲ။လှိမ့်ပြီးတော့ဆင်းသွားတယ်။အဲ့ဆိုရင်ကြောက်ခဲတုံးလေးရွေ့ရှားနိုင်လား။ဟုတ်တယ်နော်ရွေ့ရှားနိုင်တာပေါ့။ထိတ်လေးကနေဘယ်လိုရောက်လာလဲ။အောက်လေးကိုတဖြည်းဖြည်းလှိမ့်ပြီးတော့ဆင်းလာ။ဒါမဲ့ကြောက်ခဲတုံးကသူ့ကိုယ်တိုင်တော့ဘာဖြစ်လဲမရွေ့ရှားနိုင်ဘူး။နော်တီချယ်တို့ကနော်သူ့ကိုတွန်းလိုက်တိုးလိုက်မှနော်လှိမ့်ပြီးတော့ရွေ့ရှားနိုင် အဲ့ဆိုရင်တောက်မျိုးရည်တိပြီလားကြောက်ခဲတုံးလေးရာရွေရှားနိုင်လားမရွေရှားနိုင်ဘူးလားဆိုတော့ဟုတ်ပါပြီနော်ရွေရှားနိုင်တယ်အဲ့တော့ကြောက်ခဲတုံးလေးကဘယ်လိုရွေရှားနိုင်လဲဆိုတော့ခုနကကျေလက်တွေ့လုပ်ပြီးတော့လုပ်ကြည့်လိုက်တဲ့အခါမှာကြောက်တဲ့တုံးလေးကမြင့်ရာနေနေရာကိုလိမ့်ပြီးတော့ရွေရှားနိုင်တယ်ဆိုတော့တောက်မျိုးတို့တိပြီနော်ကဲဟုတ်ပါပြီအဲ့ဆိုရင်ဒီချင်းနဲ့ဒီနောက်ထပ်လုပ်ငန်းမှာဆက်ပြီးတော့လည်လာကြရအောင်